နေ့တနေ့ဘာချက်လွတ်ချက်ရမလဲမသိလို့ဒီနေ့တော့ငါးခင်လေးပဲစားပါမယ်ရှင်ဆလာဘီယာငါးလေးတစ်ခါဝယ်လာတယ်ဇေယနေကဲဒါလေးတွေနဲ့မွန်ထားမယ်ရေစိတန့်တင်ပြီးတော့အထဲကိုထဲမဲ့အစာပလာတွေကတော့ပင်စိမ်းဖတ်ဖဲရှမ်းနှံနှံပဲဖြစ်ပါတယ်ချင်းရဲ့ချစ်တုံဖြူရဲ့ငရုတ်သီးစိမ်းလေးရဲ့ကိုထည့်ပြီးတော့အခုလိုမျိုးသေချာညံ့အောင်ထောင်းမယ်ပေါ့နော်အရာတာအတွက်ကတော့အသားမုံနဲ့ငံပြာကြီးလေးကိုထည့်ထားပါတယ်ရှင်ထောင်းထားတာလေးတွေရပြီဆိုလို့ရှိရင်တော့ငါးကိုအရာတာနဲ့မယ်ပေါ့နော်ငါးဘိုက်ထဲကိုအဲထောင်းထားတဲ့အစာပလာလေးတွေအစာတွတ်ပါမယ်ပြီးတော့အကုန်လုံးအရာတာဝင်အောင်လို့သေ ချာလေးတမရောင်းလို့အယူအဆလေးနဲ့တခြားပွတ်မယ်ပေါ့နော်ခုလိုမျိုးလေးလုပ်ပြီးတော့ပေါင်းစားရင်လည်းရတယ်ပေါ့နော်ကျမကတော့ FIR လေးနဲ့ကင်စားပါမယ်ရှင် ကဲကျွတ်ကျွတ်ကြီးမစားခြင်းလို့ခဲဘက်လေးနဲ့ပတ်ပြီးတော့ခုလိုမျိုးလေးခင်ပါမယ်။ဟိုဘက်ဒီဘက်ကို180ဒီဂရီနဲ့15မိနစ်စီလောက်ပေါ့နော်။အဲဒါငါးတက်မြာဘောင်းလည်းလှုပ်ရှားလို့ရပါတယ်။ရှင်ခုလိုမျိုးလေးရတာနှက်ပြီးလို့ရှင်ငါးလေးကိုပေါင်းတက်မြာလေးလေးညှစ်ထည့်လို့ရှင်ဒါငါးတက်မြာဘောင်းဖြစ်သွားပြီ။ဒါကျမကတော့ငါးကင်စားတာပေါ့နော်။ကျမရဲ့ဥပါရီကလည်းကျမရဲ့ငါငါးကင်ကြီးကစားကောင်းနေတဲ့သမင်းနှစ်ပကံလောက်တွေ့ထွားတယ်။ဆလာဘီယာငါးတော့အယူလည်းမများဘူးလေ။ခုလိုမျိုးဆူဆူအီအီမွေးမွေးလေးနဲ့အရန်ကိုစားကောင်းပါတယ်ရှင်။အဲခုလိုမျိုးလေးပင်စိမ့်ဖက်ဖက်ရှင်းနေတဲ့ဆို ွေးနေရောပဲအခုလိုမျိုးလေးကင်စားကြည့်တော့အလုံးမဲ့ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်